နွေဦးတော်လိုင်းရဲမှာတို့ဘာဝင်နေပြီးတော့ဒီလက်ရှိပေါ့လေဒီ NCA လက်မှတ်ရေးထိုးခဲ့တဲ့ EA ကိုဒီ6ဖွဲ့ကတော့စစ်အုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုသူအနေနဲ့ဒီတကြက်တတဆန့်ကျင်နေအောင်ကျွန်တော်တွေးရတယ်အဲ့ဒါစစ်အာဏာရှင်ရဲ့ဒီနိုင်ငံကိုတသက်လုံးထိချုပ်ရေးဒီတရားဝင်မှုရရှိရေးဒီဂျိုးပန်းနေလာတာဖြစ်တယ်ပေါ့လေဒီနိုင်ငံရဲ့ဒီတကယ့်အချက်တည်းတွေကိုအာ ဖေရှင်းတယ်မှာမဟုတ်ဘူးပြီးသူလူထုတွေရဲ့ဒီဆင်းရဲဒုက္ခတွေကိုသူတို့နည်းဖေလျှော့ပေးနိုင်မှာမဟုတ်ဘူးဖေရှင်းပေးနိုင်မှာမဟုတ်ဘူးဆိုပြီးတော့သူပြောသွားတွေ့ရပဲဒီ you cover ဖြစ်လုပ်ခြင်းအဖြစ်ဒီပူပြီးတော့ဒါဒုက္ခတွေပိုများလာနိုင်တယ်ဆိုတဲ့ဟာကြီးသူတို့ပြောဆိုနေတာတွေ့ရတယ်ဆိုတော့ဒီအာစစ်တပ်ကဒီနိုင်ငံရေးမှာပေါ့လေပါဝင်မှုမရှိစေရေးဒီပဋိခအတွေးမှာဒီမတရားမှုတွေဂျိုးလူမှုတွေတို့အနေနဲ့တရားမျှတမှုတွေရရှိရင်းနဲ့ဒီ federal ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအတိရေးဆွဲနိုင်ရေးကလာပြီးအင်မတန်မှအရေးကြီးတဲ့အခြေအနေဖြစ်နေတဲ့အခန်းကဏ္ဍကရှိနေတယ်ဆိုပြီးတော့တို့တွေပြောဆိုနေရတယ်ကျွန်တော်တွေ့ရတယ်တို့တိုက်တွန်းထားရတယ်ကျွန်တော်မြင်နေမြင်နေရတယ်ဆိုတော့ဒီအခင်းချင်းတွေကဒီအမြန်ဆုံးဖြစ်လာဖို့ဆိုလို့ရှိရင်ဒီလက်ရှိကျွန်တော်ဆင်နွှဲနေတဲ့ຫນွေဦးတော်လိုင်းရဲ့ဒီဒါညာနဲ့လာရကဒီအခုလမ်းခုလက်မှာကျွန်တော်တို့အဓိကစင်ခုံမှုတွေကဘာတွေဖြစ်နေလဲ အတိတ်ကအခက်တားတွေကပါဖြစ်နေဒီစင်ကာပူမှုတွေဒီအခက်တားတွေကိုကျွန်တော်တို့ဘယ်လိုကြုံဖြတ်ကြမလဲဘယ်လိုရင်ဆိုင်ရမလဲဆိုတော့အကြောင်းကိုပေါ့လေပထမဆုံးအနေနဲ့အာဘုံမျိုးစော်ဆုံးဆွေးနွေးပေးပါခင်ဗျအဲ့တော့ဒီနေ့ကျွန်တော်တို့နေဦးတော်လိုင်းရရဲ့လာရန်နဲ့လာရမှာခုကြုံတွေ့နေရတဲ့မျက်မှောက်ခက်အခြေအနေမှာကြုံတွေ့နေရတဲ့အဟန့်တာပေါ့နော်ဘယ်ပါရဖြစ်မလဲ ဘယ်လိုစင်ခေါ်မှုတွေရှိလဲကျွန်တော်တားတို့ဘယ်လိုကြော်လာကြမလဲပေါ့အဲ့တော့ကျွန်တော်တို့ဒီနေဦးတော်လိုင်းရဲ့ညုံမှန်းချက်ပေါ့နော်ပြည်သူသူပြည်သူလူထုတည်ရလုံးရဲ့တောင်းဆိုချက်က Federal Democracy ပြည်တော်စုဆိုတဲ့ဥတီချက်ကိုဒီတိုက်ပွဲကနေတက်တက်ကျွန်တော်ဥတီနေတယ်လို့ကျွန်တော်နည်းနည်းအဲမြင်ပါတယ်အဲ့တော့ Federal Democracy ပြည်တော်စုဆိုတဲ့ ီစနစ်ကဘာကြောင့်လိုလဲဆိုတဲ့ဟာလဲရှေ့ကကျွန်တော်ရေးပေါ်တွေဆမ်မရီနော်ဆွနိခေရာလေးရှိပါတယ်အဲ့တော့ကျွန်တော်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတဲ့မျိုးရည်မှုဟာကျွန်တော်ဒီတိုင်းပြည်မှာလူ့လက်ရေးကျူကာလကနေစတင်ခဲ့တဲ့အဲကိစ္စဖြစ်တယ်လို့ကျွန်တော်နည်းနည်းအဲပြောချင်တယ်ဒီကနေ့ကျွန်တော်2023နေဦးတော်လိုင်းမှာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဒီဆောက်ရေးဆိုတဲ့ ဘူးတီချက်အဲ့ဒီလမ်းကြောင်းကဒီတိုက်ပွဲနဲ့တူပို့ပြီးတော့လမ်းပွင့်လာတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီနှုတ်တော်လမ်းရေးရဲ့လက်ရှိတော်လမ်းရေးဦးတီချက်လမ်းကြောင်းပေါ့ဒါမဲ့တစ်ဖက်မှာဒီတော်လမ်းရေးဦးတီချက်လမ်းကြောင်းကိုကျွန်တော်တို့တော်လမ်းရေးတိုက်ပွဲနဲ့တူအလျှောက်လမ်းရင်းလက်တလုံးကျွန်တော်ကြုံနေရတဲ့စိန်ခေါ်မှုအခက်အခဲတွေလည်းအများရှိပါတယ်ဆိုတော့ လက်ရှိခြင်းတွေကိုကြည့်လိုက်မယ်ဆိုရင်အရှိမလဲကျွန်တော်ဆွေးနွေးခဲ့တဲ့အထက်မှာအများကြီးပါပါတယ်စေဝစုကပို့ပြီးတော့ပေါ့နော်အသက်ဆက်နိုင်ဖို့ပို့ပြီးစုစည်းလာနိုင်မဲ့အခြေအနေဖြစ်လာရင်ဒါဟာစစ်ဟိုစစ်တပ်ရဲ့ပေါ့နော်စစ်ပွဲအောင်နိုင်ရေးဆိုတဲ့အချက်အပြင်နောက်တစ်ချက်ကစစ်တပ်က၎င်းတို့ရဲ့ဒီတရားဝင်မှုအခြေအနေကိုခံတီးလာနိုင်တဲ့အခြေအနေចောင်းချက်ចောင်းကိုကျွန်တော်လည်းယူဆမိပါတယ် အဲဘာကြောင့်လဲဆိုတော့အခုသူတို့လုပ်နေတဲ့ဒီဟန်ပြကလိန်ချုံရွေးကောက်ပွဲနဲ့ the sin အစစ်အဆိုးရတရံတမျိုးပေါ်လာနိုင်တဲ့အခြေအနေရှိတယ်အဲ့ဒီလိုဖြစ်လာရင်ဒေတာ twin ဒီအာဆီယံနိုင်ငံအပါဝင်ပေါ့နော်ကျွန်တော်အင်းကြီးချင်းနိုင်ငံတွေဒီနိုင်ငံတွေနဲ့နောက်တစ်ခုကနိုင်ငံတကာဆက်ဆံရေးစာမျက်နှာမှာပို့ပြီးတော့တစိမ့်တစ်ပိုင်းတစ်ဖြည်းဖြည်း ပြန်လဲအတိမပြုခံလိုက်ဟိုခံရနိုင်တဲ့အခြေအနေဖြစ်လာနိုင်ချေရှိတယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ဒါတော့ကျွန်တော်တို့ကြုံရတဲ့ကြုံနိုင်ရတဲ့ကြုံလာရတဲ့စင်ကုန်မှုတည့်ရပေါ့လေအဲ့တော့အဲ့လိုအခြေအနေကလည်းစုစုကအဲ့လိုအခြေအနေဖြစ်လာပြီဆိုရင်ဒီကနေ့လည်းတဆုံတရားပူပြီးတော့နိုင်ငံတကာစာမျက်နှာမှာပူထိတွေ့ဆက်ဆံလာရတဲ့အခြေအနေအဲ ဖြစ်လာတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့အဲ့လိုအခြေအနေမှာစုစုကသူ့ဘန်ဒါရဲ့အတွက်အရင်မြင့်เนาะလက်နက်နည်းပညာဆိုင်ရာခွင့်လန့်တွေပို့ပြီးတော့လမ်းခွင့်လာနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဆိုတော့ရေကောက်ပွဲကိစ္စအဖြစ်ခံရစေရင်ဒီငင်းချိုင်းဆွေးနွေးမှုကိစ္စတွေကိုဒီရေကောက်ပွဲပြီးနောက်ပေါ်လာတဲ့စစ်ဆေးရတဲ့တန်အတိတ်ကပို့ပြီးတော့ပေါ့เนาะကျူပန်းလာနိုင်တယ်တစ်ဖက်မှာအဲ့ဒီကနေတစင်တော်လိုင်းအရာစုတွေကိုတစုပြီးတစု တစ်ဖွဲ့ပြီးတစ်ဖွဲ့ဖိချွေချင်မှုတဲ့စီမံချက်တွေပေါ့နော်နိုင်ငံရေးရစီရပူပြီးလှုပ်လာနိုင်တယ်လို့ကျွန်တော်နည်းနည်းယူဆပါတယ်အခုတောင်မှဒေတာတစ်ခုချင်းစီကိုဥတည်ပြီးတော့ပေါ့နော်အင်အားအလုံးရင်းနဲ့ထူးဆစ်စင်တက်ခိုက်တာမျိုးတွေတောက်လျှောက်ကျိုးပွက်နေရတောက်လျှောက်ကျိုးပွက်နေရတွေ့ရတယ်တစ်ဖက်မှာလည်းဒီလိုအခြေအနေတွေကအိနီးချင်းနိုင်ငံကြီးတွေရဲ့ဖိအားကြောင့်ပေါ့နော်ကျွန်တော်ဒီတွန်လိုင်းအဲဆုတချို့က သူထိန်းချုပ်ထားတဲ့အနေနဲ့ပူပြီးလလုလာရတဲ့ခြေနေတွေဂျုံနေရတယ်လို့မြင်တယ်။ဥပမာမြောက်ပိုင်းအင်အားစုတချို့ပေါ့နော်။ဒါကစီဥစုရဲ့ဖြစ်အားတစ်ဖက်မှာတရုတ်နဲ့သူတို့နဲ့ဆက်ဆက်မှုရတဲ့စင်ဒီအင်းနီရှင်းနိုင်ငံကြီးတွေရဲ့ဖြစ်အားကနဲ့တစင်ဒီတော်လိုင်းအင်အားစုတွေကပူပြီးတော့ချက်သေးဖြစ်အားတွေများလာတယ်ဆိုတဲ့ချက်ကိုတွေ့ရတယ်။အဲ့တော့ဒါပေမဲ့ကျွန်တော်ဒီတော်လိုင်းဘက်ကလည်းဒီလိုကွဲပြားမှုကျွန်တော်ကြားမှာပေါ့နော်။သွားတဲ့လမ်းကြောင်းတွေနော် ဟိုကျွန်တော်တို့ကောင်းတဲ့ပေါ်တဲ့စီစဉ်တွေ၊ကွဲပြားမှုတွေရှိနိုင်တယ်၊ရှိလည်းရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီလိုကွဲပြားမှုတွေကြားမှာဒီကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ပြည်သူလူထုနဲ့နိုင်ငံတကာအပါအဝင်ပေါ့နော်။သူတို့ရဲ့ယုံကြည်မှုရဖို့ယုံကြည်ရလောက်တဲ့ခြေနေပေါ်လာဖို့ဆိုရင်ဒီတော်လိုင်းအားစုတွေကြားမှာနိုင်ငံရေးအပူပေါင်းဆောင်ရွက်မှုစုစည်းမှုဒါတွေကိုအရေးတကြီး ကြိုးပမ်းရမယ့်အခြေအနေဖြစ်လာတယ်လို့ကျွန်တော်ကျွန်တော်ဘက်ကတော့ရှုမြင်ပါတယ်အဲဆေးဥစုရဲ့တစ်ဖက်မှာပေါ့နော်ကျွန်တော်ဒီကနေ့ကြုံနေရတဲ့ပပေါင်းစုံဖျားပေးမှုနော်အင်းနီးချင်းနိုင်ငံတို့ရဲ့ဖျားအမျိုးမျိုးကိုကျွန်တော်ဒီတွန်တိုင်းရာစုတွေကြားအချင်းချင်းပူးပေါင်းဆောင်ရွက်မှုအဆုစီမှုဒါကိုတည်ဆောက်နိုင်ပြီဆိုရင်ဒီလိုဖျားတွေစင်ကုန်မှုတွေကိုကျော်လာနိုင်တဲ့နော်ကျွန်တော်တို့မှာအခွင့်အလမ်းတွေရှိတယ်လို့ကျွန်တော်လည်းယူဆပါတယ် အဲဒါကြောင့်ဒီကနေ့တော်လိုင်းရဲ့အခြေအနေအရကျွန်တော်တို့ပြည်သူလူထုရဲ့လူလားချက်များလူလားချက်အရပေါ့နော်တော်လိုင်းအရာစုရဲ့ချင်းချင်းကြားမှာအနေဆုံးပူပေါင်းဆောင်ရွက်မှုနော်ချိတ်ဆက်မှုတွေအားကောင်းဖို့ကိစ္စဟာတကယ်ဒီကနေ့အရေးတကြီးလိုနေတဲ့လိုအပ်နေတဲ့အခြေအနေလို့ကျွန်တော်လည်းမြင်ပါတယ်ဟိုအမြင့်ဆုံးဆိုရင်တော့ကျွန်တော်တို့ဒီတော်လိုင်းအရာစုတွေမှာပုံနိုင်ငံရဲ့သဘောတူညီချက်တစ်ခုကိုအခြေခံတဲ့ တပ်ပေါင်းစုတရက်ပေါ့ဒီတပ်ပေါင်းစုတရက်စုဖွဲ့မှုဟာဒီကနေ့မျက်မှောက်ခေအခြေအနေမှာကျွန်တော်ကြုံနေရတဲ့ဒီတော်လှန်ရေးကကြုံနေရတဲ့စိန်ခေါ်မှုအချက်တွေကိုကြော်လွှားဖို့လိုအပ်နေတဲ့တာဝန်တရက်ဒီခေကပြတ်ထန်းပေးနေတယ်ကျွန်တော်တို့တာဝန်တရက်လို့ကျွန်တော်အနေနဲ့ပြောလို့ပါတယ်အဲတစ်ခါမှလည်းပေါ့နော်ကျွန်တော်တို့ဒီသီစီညီညွတ်မှုလို့စုပေါင်းဆောင်ရွက်မှုလို့ဒီကိစ္စတွေကတိုက်ပွဲတဘာဝအရဒီတိုက်ပွဲဝင်ရင်းနဲ့ပေါ့နော် တိုက်ပွဲဝင်ရင်ဒီစူးစီးမှုတည်ဆင်းရင်မှုဆိုတဲ့ကိစ္စကိုဆောင်ရွက်ရတယ်လို့ကျွန်တော်ကျွန်တော်အနေနဲ့မြင်ပါတယ်ဒီတိုက်ပွဲနဲ့တည်ဆင်းရင်မှုကတီးခြားခွဲပြီးတော့စဉ်းစားလို့မရဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်တိုက်ပွဲကိုနိုင်ကစီစီလုံးလုံးစူးစူးစီစီနဲ့ပေါ့နော်တည်ဆင်းရင်မှုဒီဆောက်ရမယ်ကိစ္စလို့ကျွန်တော်အနေနဲ့မြင်တယ်ဟုတ်ကျွန်တော်လက်တလို့တော့အဲ့လိုယူဆပါတယ်အာဒီကနေ့ကျွန်တော်တို့ကြော်လာရမယ်ပေါ့နော်စင်ကုန်မှုနဲ့ကျွန်တော်တို့ ီနေဥတော်လိုင်းတိုက်ပွဲရဲ့လိုအပ်ချက်ဘာလဲဆိုတာဟာကျွန်တော်နေနေအဲ့လိုမြင်ပါတယ်လို့ဟုတ်ကဲ့ကိုပြီးဆိုကျေးဇူးတင်ပါတယ်ဆိုတော့အာကျွန်မလီရန်ကိုပြန်ပြီးတော့ဆွေးနွေးဖို့လဲပေးလို့လာပေါ့လေဆိုတော့အခုနအပေါ်မှာလေဒီညညမှုနဲ့စူးစိမှုတွေကြောင်းနဲ့ပတ်သက်ပြီးတော့ဒီ sit commission ဒီ sit commission စစ်တပ်နဲ့ကျွန်တော်တို့တော်လိုင်းရင်းနှီးဆုတွေရဲ့ဒီချားချင်းမှရှိတဲ့ပေါ့လေဟိုအချက်တွေကိုအာဆရာမဆွေးနွေးတော့လဲကျွန်တော်တို့သိရတယ်ဆိုတော့ ကျွန်တော်တို့ဒီဘက်မှာပြချက်ကိုခုဟုတ်ပါတယ်ခုနဆရာဆွေးလေးသွားတယ်ကျွန်တော်တို့သိရပါလေကျွန်တော်တို့ဒီမိုကရေစီအနာစုဆိုတဲ့အတိုင်းကျွန်တော်တို့ကြွယ်ပြားမှုတွေစုံတင်မှုတွေဒီအများစွာရှိပေါ့လေဒီထဲမှာမှကျွန်တော်တို့အာဘာကြောင့်ကျွန်တော်တို့ကအခုနပြောသလိုပဲ Federal Democracy ပြီးထောင်စုဝင်တည်ဆောက်မယ်ဆိုပြီးတော့ကျွန်တော်တို့အားလုံးလေးဒါတည်ပြီးသားပြီးသားဒါကိုတည်ဆောက်မှရမယ်ဆိုတာလေကျွန်တော်တို့အားလုံးလက်ခံပြီးဒါတိုးတော်လေးပဲဘာကြောင့်ဒီဟာကိုသွားဖို့ကဒီလောက်ထိချက်ချာနေရလဲခက်ခဲနေရလဲ ဆိုတဲ့ဟာကျွန်တော်တို့မမေခွတ်တခုတော့ရှိလာပါဘို့ဆိုတော့ပေးအခြေပေးအပေါ်မှာကျွန်တော်တို့အခြေပြေပြီးတော့ကျွန်တော်တို့သွားလို့ရှိရင်ကျွန်တော်တို့ဟိုလုပ်လို့ရှိရင်ကျွန်တော်တို့သွားချင်တဲ့ဒီဘန်းတိုင်မျိုးရောက်နိုင်မလဲဆိုတဲ့အမြင်ပေါ့လေဆရာမရဲ့အမြင်လေးကိုကျွန်တော်ဆွေးနွေးပေးပါဦးဒီဒီတလုံးမှာပေါ့နော်23ရက်နေ့တုန်းကကျွန်တော်စာအုပ်တော့ကိုစာအုပ်တော့ယူကပွဲနဲ့ပတ်သက်ပြီးတော့စာတန်းတူတစ်စောင်ရေးတယ်ပေါ့နော်ဆိုတော့အဲ့ဒါကလည်းဆိုမြမမြေပေါ်ကဒီအတုံးချခံယူကပွဲများဆိုတဲ့ကိစ္စအဲ့ဒီရေးတဲ့ချိန်မှာအခုဆရာမေးတဲ့မေးခွန်းအကြ ాయి စဉ်းစားရတယ် တော့မြန်မာနိုင်ငံမှာနှမျိုးစစ်တပ်ကဘလောက်ဆိုးတယ်လဲဆိုတာမြင်ရတယ်။စစ်အနာရှင်ကဘရောမအရှင်မထွက်နိုင်ဘူးဆိုတာလည်းမြင်ရတယ်။ကျွန်တော်တော်လိုင်းရင်အင်အားစုတွေလည်းဒီဘဝအဆုံးရှုံးခံပြီးတော့တော်လိုင်းရင်အဲဒီအနေမျိုးကိုရောက်လာကြတယ်တော်လိုင်းကြတယ်။ဒါပေမဲ့မေးရမယ့်မေးခွန်းကဘာဖြစ်လို့ကျွန်တော်တို့တွေကအမြဲတမ်းဒီစစ်တပ်ရဲ့မဟာဗျူဟာကိုကောင်တာမလုံးနိုင်တယ်လဲပေါ့နော်။မခုခံနိုင်တယ်လဲမကြော်သွားနိုင်တယ်လဲ။ဆိုတော့စစ်တပ်ရဲ့မဟာဗျူဟာတွေကဒီအမြဲတမ်းမဲပြပစိုးပဲ။တခါလာလဲ ဒီရွေးကောက်ပွဲလုပ်မယ်တခါလာစစ်တိုက်မယ်ပထမသူ့ရဲ့အဆင့်အမြဲတမ်းဒီတိုင်းပဲစစ်တိုက်ကြည့်မယ်အင်အားစုတွေတချို့လိုပါလဲအင်အားစုကိုစစ်ရေးရဖြိုခွဲကြည့်တယ်ဒုတိယစစ်ခဲကြတော့စီးပွားရေးရဖြိုခွဲတယ်အဲ့ဒါပြောလို့မျိုးဒါအကျိုးစီးပွားတွေပေးတယ်ဒါကျွန်တော်တို့တစ်လျှောက်လုံးတွေးရတယ်ဒီအဖွဲ့တွေတော်လှန်ရေးအဖွဲ့တွေကိုပဲဖြစ်တော်လှန်ရေးအင်အားစုနိုင်ငံရေးအင်အားစုတွေကိုအကျိုးစီးပွားအတွက်ဖြိုခွဲတယ်နောက်ဆုံးစစ်ကြရင်ပါလဲဆိုတော့အကျိုးစီးပွားစီးလုံး အကျိုးစီးပွားအတွက်ဖြိုခွဲပြီးသွားတဲ့အချိန်မှာနိုင်ငံရေးရဖြိုခွဲတယ်အခုရွေးကောက်ပွဲလုပ်တယ်ဆိုတော့ဒါနိုင်ငံရေးရဖြိုခွဲတာပေါ့နော်ဆိုတော့ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာအမြဲတမ်းဒီပြိုဖြိုခွဲမှုတွေရဲ့အရှိမအမြဲတမ်းတော်လိုင်းအင်အားဆိုတော့ပဲ့ပဲ့ထွက်သွားတယ်ပဲ့ပဲ့ထွက်သွားတဲ့အချိန်မှာပဲတစ်ချိန်တည်းမှာထွေပြားမှုတွေလည်းဖြစ်တယ်အဲ့ထဲမှာဘာထပ်ပေါ်လာလဲဆိုတော့အထွေပြားမှုတွေအပြင်ကိုတော်လိုင်းအင်အားစုချင်းချင်းကြားမှာအမုန်းတရားပြန်ပေါ်လာအဲ့ရတဲ့အကောင်လုံးကစစ်ကောင်စီက ဒီရွယ်ချက်ရှိရှိထက်ခါတည်းလဲအသုံးချနေသေးတယ်မဟာဗျူဟာတခုလို့လုပ်နေတော့မယ်ရွယ်ချက်လည်းရှိတယ်အသုံးလည်းအသုံးဝင်နေတော့မယ်ဒီမဟာဗျူဟာအခုချိန်ကြီးလည်းသူဒါပဲသုံးနေတာပေါ့နော်ဆိုတော့အခုမြန်မာလည်းဒါပဲသုံးတယ်တန်းရှူလည်းဒါပဲသုံးတယ်နေဦးလည်းဒါပဲသုံးခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒါကိုအကျိုးရှိနေတယ်ဆိုတော့အကျိုးရှိနေခါကျတော့ကျွန်တော်တို့ကပြန်မေးရမယ်မေးကုန်းကကျွန်တော်တို့ရဲ့မဟာဗျူဟာကဘာလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့မဟာဗျူဟာကဘာလဲကျွန်တော်တို့ရဲ့မဟာဗျူဟာကိုကျွန်တော်တို့ဘာကြောင့်ကျွန်တော်တို့ရဲ့မဟာဗျူဟာကဘာလဲဆိုတော့ကျွန်တော်တို့ခဏပြောသလိုပဲကျွန်တော်တို့ရေမှာ အားနည်းချက်ရှိတယ်။အာပြည်တွင်းစစ်တွေနောက်ပြီးတော့စစ်တပ်ရဲ့ခဏမျိုးတွေးထိုးတဲ့မဟာဗျူဟာတွေအကုန်လုံးကတကယ်အောင်မြင်တဲ့အတိုင်းအတာတစ်ခုထိရှိခဲ့တဲ့ခါကျတော့ကျွန်တော်ချင်းချင်းကြားထဲမှာအမုန်းတရားတွေမြုံကြီးမှုတွေပေါ်လာ။ငါတို့တိုက်ရင်လည်းအချိန်တစ်ခုရောက်ရင်ငါတို့ရဲ့ဘယ်အင်အားစုကတော့ပါသွားမလဲမသိဘူးဆိုတဲ့ဟာဒါအခုဆိုရင်ရွေးကောက်ပွဲဆက်လာတဲ့အချိန်မှာဒီကောက်ပွဲပြီးရင်ဘသူတွေကပြည်ထဲကိုပြန်ဝင်มาလဲဆိုတဲ့စိတ်ပူချက်တွေကကျွန်တော်ချင်းချင်းကြားထဲမှာတန်လျာတော့တကယ်မွေးပေးနိုင်တယ်။ အာဒီတော်လိုင်းအင်အားစုပဲဖြစ်နိုင်ငံရေးအင်အားစုပဲဖြစ်ဘယ်နိုင်ငံရေးပါတီကတော့ဖြစ်ပါသွားတော့မှပါသွားနိုင်လောက်တယ်ဒါတွေကိုအများနဲ့ကျွန်တော်တို့ကတန်လျာတစ်ခုလို့မွေးတဲ့ချိန်မှာကျွန်တော်ပြန်မေးရမယ့်မိကုံးကဒီမယုံကြည်မှုတွေနောက်ချစ်ချင်းမုန်းချင်းတွေကိုကျွန်တော်ဒီချိန်ကျမှငါ့ကိုချစ်ပါနေကိုမုန်းပါလို့တော့ပြောလို့မရတော့အဲ့ဒီယုံကြည်မှုမယုံကြည်မှုကိုကြော်နိုင်တဲ့မဟာပြဝါတစ်ခုပါလေပေါ့နော်ဆိုတော့ကျွန်တော်အားလုံးသိတယ်အဲ့ဒါကျွန်တော်တို့ချစ်ချင်းမုန်းမုန်းကျွန်တော်ပေါင်းမရမယ် ဆိုတော့ကျွန်တော်တို့တွေဘာနဲ့ပေါင်းမလဲဆိုတာမေးကိုပေါင်းမရမယ်ဆိုတာကျွန်တော်တို့တော်လန်အင်အားစုတွေအကုန်လုံးကလက်ခံသဘောတူပြီးတော့အာဒီမဟာပြောကကြပြီးသားဒါပေမဲ့မေးရမယ့်ကိစ္စကဘလို့ပေါင်းမလဲမဟုတ်ဘူးဘာအတွက်ပေါင်းမလဲဆိုတာမေးကိုဘာအတွက်ပေါင်းမလဲဆိုတဲ့အချိန်မှာကျွန်တော်တို့က Federal Democracy အတွက်ပေါင်းမယ်လို့ပြောတဲ့အချိန်မှာ Federal ကျွန်တော်တို့ပါဇက်ခန်းနေ Federal Democracy ကိုပြောရမယ်တကယ်မပေါင်းနိုင်တဲ့အချိန်တိုင်းကိုပြန်ကြည့်လိုက်ရင် Federal Democracy အစစ်အမှန်ကိုတကယ်အကောင့်တဲ့ဖော်နိုင်လောက်တဲ့ လမ်းကြောင်းပေါ်မရောက်မချင်းကျွန်တော်တို့မပေါင်းနိုင်ဘူးဖက်ဒရယ်ဒီမိုကရေစီလို့ပြောလိုက်ရင်ကျွန်တော်တို့တွေကအချင်းချင်းကြားထဲမှာဘလောက်ထိကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလေးစားသလဲကျွန်တော်တို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြောတယ်ဒါပေမဲ့အဲ့ဒါကိုတကယ်ဘလောက်ထိလေးစားကြသလဲကရင်နီရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကချင်ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကရင်ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကျွန်တော်တို့ဘလောက်ထိလေးစားလဲဗမာပြည်မရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဗမာဗမာဗမာဒီနိုင်ငံရေးအားစုရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုရောကျွန်တော်တိုင်းသားတွေကဘလောက်လေးစားလဲဘလောက်ထိတန်ရမဝင်မနေနေကြတယ်လေဗောနော်ဒါအရေးကြီးဆုံးအခရာဖြစ်တယ်လို့ကျွန်တော်မြင်တယ် ။ဆိုတော့ဒီအခရာကိုကျွန်တော်တို့တွေအခုချိန်အထိမလှမ်းနိုင်သေးဘူး။မလှမ်းနိုင်သေးပဲနဲ့ကျွန်တော်အခုချိန်အထိဒီမလှမ်းနိုင်တဲ့အချိန်မှာပါဆိုတော့အချိန်ရဲ့တိုက်စားမှုကိုကျွန်တော်တို့တွေကမခံနိုင်တော့ဘူးပေါ့နော်။ဆိုတော့အချိန်ရဲ့တိုက်စားမှုလို့ပြောလိုက်ရင်ကျွန်တော်တို့တွေထွက်လာတဲ့အချိန်မှာငါးနှစ်တာအတွင်းကျွန်တော်တို့စားနိုင်တဲ့ပမာဏကိုကျွန်တော်တို့နိုင်ငံမှာပြည်သူတွေမှာမရှိဘူး။ဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံရဲ့ပြည်သူတွေကကြောမွဲနေကြတယ်။ဆိုတော့ဆင်းရဲတယ်တဝန်းတစ်ခါကိုတရက်လုံးတရက်စားနေများတဲ့ခါကျတော့ငါးနှစ်ကိုထိုင်စားဖို့ တဆက်မရှိတဲ့ခါကျတော့နောက်ကြောင်ပြန်လှည့်ကျင်တဲ့လူတွေအများကြီးပဲပေါ့နော်ဆိုတော့အသက်ရှူကေပေါက်တွေကိုရှာကြတဲ့လူတွေအများကြီးအဲ့ဒီကေပေါက်ကိုစစ်တပ်ကလည်းအေးကေပေါက်တဲ့မျိုးပြည်သူတွေကအချိန်တခုရောက်ရင်ကေပေါက်ကိုရှာမယ်ဆိုတာသိတဲ့ခါကျတော့အေးကေပေါက်ကိုအမြဲတမ်းရေကောက်ပွဲနဲ့ငစားချတယ်ပေါ့နော်ဆိုတော့ရေကောက်ပွဲနဲ့ငစားချတော့ရေကောက်ပွဲကိုယ်တိုင်ကိုပဲကေပေါက်ပြောင်းလို့ဆိုတော့ကျွန်တော်ကအိမ်မှာဗာလဲဆိုအေးစာအုပ်ထဲမှာလည်းရေးထားတယ် ကျွန်တော်တို့ဘာလုပ်အောင်လဲလို့မေးတဲ့ခါကျရင်ကျွန်တော်တို့တွေချီချီမုံချင်းကြော်တဲ့ view ဟာသူပေါင်းဆောင်ရွက်မှုအတွက် view တခုချဖို့လိုတယ်။ဒုတိယတစ်ခုကကျွန်တော်ကိုယ်ပိုင်ပြဌာန်းခွင့်ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာလူမျိုးခြေပြုလဲပြဖို့လိုတယ်။အချိန်ထဲမှာလူမျိုးခြေပြုတခုတည်းမဟုတ်ဘဲနဲ့အဖွဲ့အစည်းအခြေပြုတွေနောက်တစ်ခုကကြတော့ဒီအချင်းချင်းအာဂျန်နာပေါ့နော်ဆိုတော့အာဂျန်နာအခြေပြုပေါင်းစည်းမှုဥမာပြကျွန်တော်တို့အမျိုးသမီးတွေဆိုလည်းအမျိုးသမီးချင်းချင်းပေါင်းစည်းနိုင်ဖို့လိုတယ်။တသက်နဲ့လုံးထဲဖြစ်လာဖို့လိုတယ်။နိုင်ငံရေးအင်အားစုချင်းချင်းပေါင်းစည်းနိုင်ဖို့လိုတယ်။နိုင်ငံရေးပါတီချင်းချင်းလည်း တသန်နဲ့တလုံးနဲ့ဖြစ်လာဖို့လိုတယ်။နောက်တစ်ခုကကျတော့ကျွန်တော်တို့တွေကအာဂျင်နာတစ်ခုတည်းဟုတ်ချင်မှဟုတ်မယ်။ဒါပေမဲ့ကျွန်တော်လားရတတူလားရတတူသွားဖို့လိုတယ်။ဒါမှကျွန်တော်တို့တွေကဒီအနေရကြီးတဲ့အနေရကြီးတဲ့စစ်တပ်ကိုဖြိုနိုင်မှာစစ်တပ်ကအနေရကြီးတယ်။ဒါပေမဲ့အင်အားကြီးရတော့မဟုတ်ဘူး။ဆိုတော့ကျွန်တော်တို့ကအင်အားကြီးတာတို့ကအနေရကြီးတာဒီနှစ်ခုကိုကျွန်တော်တို့တွေခွဲမြင်ပို့ကောင်းတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကအဆုံးသက်ကခဏဆရာတို့နှစ်ယောက်ဆရာနှစ်ယောက်ဆွေးနွေးပြီးသားပဲပေါ့နော်ဆိုတော့ကျွန်တော်ထပ်ထပ်လေးလေးပြောတဲ့ဟာကျွန်တော်တို့အောက်ခြေကနေပြန်စားဖို့လိုပြီ ကျွန်တော် elite နိုင်ငံရေးအလွှာနဲ့ပြည်သူနဲ့ကြားထဲမှာကျွန်တော်တို့ကအမြဲတမ်းကွဲပြားနေခဲ့ဒီတစ်ခါကျရင်တော့ကျွန်တော်တို့တွေတကယ်ပြည်သူတွေလိုလားတဲ့လုံနိုင်ကိုင်းနိုင်တဲ့နိုင်ငံရေးစနစ်တစ်ခုဖော်ဖို့လိုတယ်ကျွန်တော်တို့ခါကျရင်ကျွန်တော်တို့နိုင်ငံရေးကိုလုံနိုင်ကိုင်းနိုင်တယ်လို့ဘာလို့ထည့်ပြောလဲဆိုတော့ခါကျရင်မလုံနိုင်မကိုင်းနိုင်မနဲ့ဂတိကို over promise တွေဖြစ်တယ်ဆိုတော့ over promise ဖြစ်တဲ့နိုင်ငံရေးစနစ်မဟုတ်ဘဲနဲ့တကယ်လုံနိုင်ကိုင်းနိုင်ပြီးတော့ဒီစနစ်ရဲ့ကောင်းခြင်းဆိုးခြင်းကိုကျွန်တော်တို့တွေလက်ခံနိုင်တဲ့အခြေအနေတစ်ခုကိုရှိတဲ့ဟာအသေးချာရှင်းလင်းတဲ့ တည်ဆောက်ဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ချင်းချင်းကြားထဲမှာဘုံသဘောတူညီပဲဘုံတန်မှုထားမှုတွေရှာဖို့လိုတယ်ကျွန်တော်အားလုံးတကယ်ပဲတန်းတူညီများတဲ့နိုင်ငံရေးစနစ်တစ်ခုကိုနေချင်းသလားဒါမှမဟုတ်ဆိုရင်သူနဲ့သာကိုရနေရော့ဆိုတဲ့နိုင်ငံရေးစနစ်နဲ့ပဲသွားချင်းသေးလားပေါ့နော်ဒါကမေးဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တို့အားလုံးတန်းတူညီများလို့ပြောတဲ့ချိန်မှာတန်းတူညီများပညာတတ်နိုင်တဲ့တန်းတူညီများလောက်ကန်စည်းဘွားအခွင့်အလမ်းရှိနိုင်တဲ့တန်းတူညီများ ဒီနိုင်ငံရေးကုန်တိတ်ခါရှိနိုင်တဲ့အခင်းကျင်းတစ်ခုရောတကယ်ဖန်တီးနိုင်အောင်ကျွန်တော်တို့ဘယ်လိုတောင်းခံကြမလဲတောင်းခံကြမလဲလို့ပြောတဲ့အခါကျရင်အော်ဒီအစိုးရကပဲကျွန်တော်လက်ညှိုးထိုးကြတာပေါ့နော်ဒီလက်လောအစိုးရကပဲလက်ညှိုးထိုးကြကျွန်တော်တို့ပြည်သူကိုယ်တိုင်ကဘယ်လိုတောင်းခံကြမလဲကျွန်တော်တို့ဒီ CSO အဖွဲ့စီကဘယ်လိုတောင်းခံကြမလဲခဏမျိုးဒန်းလူညီတူပညာရေးရပိုင်ခွင့်လို့ပြောလိုက်ဒန်းလူညီမြရေးလို့ပြောလိုက်ရင်ကရင်တယောက်စာတတ်နိုင်တဲ့အခွင့်အရေးပမာတယောက်စာတတ်နိုင်တဲ့အခွင့်အရေးကဒန်းလူဖြစ်လာဖို့လိုတယ် ဒါကိုအစိုးရမလုံးနိုင်ရင်ကျွန်တော်တို့ CSO တွေကအစလုပ်ဖို့လိုတယ်။အဲ့ဒီအခင်းချင်းလမ်းပေါအောင်လို့လုံးကြအောင်လဲဆိုတော့ကျွန်တော်လမ်းဖော်ဖို့လိုတယ်။မဟုတ်ဘူးဆိုရင်ခဏမျိုးဒန်နုညီမရေးကဖွဲ့စည်းပုံမှာသူမဟုတ်စာရွက်ပုံမှာသူမဟုတ်ကျွန်တော်တို့ဒီဒီစော်ရေးလှုပ်စော်ရေးတွေမှာပဲရှိနေရင်တော့အဲ့ဒါကလက်တွေ့မကျဘူးဆိုရင်တော့အမြဲတမ်းပြန်ပြီးတော့ပြန်ပြိုကျသွားနိုင်တဲ့နိုင်ငံရေးတည်ဆောက်မှုဖြစ်မယ်လို့ထင်တယ်ပေါ့နော်။ဆိုတော့ဒါကကျွန်တော်တို့ဒီရွေးကောက်ပွဲကိုယ်တိုင်ကအဆုံးသတ်နေမယ်ပြောရွေးကောက်ပွဲကိုယ်တိုင်ကစစ်ကောင်စီကနောက်ထပ်ချလိုက်တဲ့ငစားတစ်ခုပဲ။ အရှိမလဲစီရီယာစီရီယာကျွန်တော်တို့ငစားချခဲ့တာမြင်ရတယ်။နောက်ပြီးတော့စီဝါရေးရငစားချတယ်။အခုနိုင်ငံရေးရငစားချတယ်။အေးငစားချတဲ့အချိန်မှာကျွန်တော်တို့မှာတင်းခံနိုင်တဲ့တောက်ခံနိုင်တဲ့ပုံသဘောထားတွေမရှိဘူးဆိုရင်တစားစားပါသွားမှာပေါ့နော်။ပါသွားတဲ့ခါကျရင်ကျွန်တော်တို့ရန်သူကကျွန်တော်တို့ရဲ့အဓိကရန်သူကတက်တက်မဟုတ်ပဲနဲ့ပါသွားတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေပါသွားတဲ့လူတွေကိုကျွန်တော်တို့ကပို့ပြီးတော့မဲသွားနိုင်တယ်။အဲ့ဒါကြရင်စတက်ရဲ့အကြိုက်တွေကိုကျွန်တော်ပြန်ဝင်သွားနိုင်တယ်ပေါ့နော်။ဒါကျွန်တော်တို့တတိယချမြင်မို့လို့ရတယ်။ ရကောက်ပွဲကငစားဖြစ်တယ်အချိန်တည်းမှာကျွန်တော်တို့တွေဘသူ့ကိုမုံပြီးတော့ဘသူ့ကိုတိုက်ခိုက်ရမလဲဆိုတာဒေသာရှင်းလေးမြင်ဖို့လိုတယ်ပေါ့နော်ကျေးဇူးပါလို့ခုလိုပေါ့လေကျွန်တော်တို့ဒီပစ်စုံစုံလေးကျွန်တော်တို့အားလုံးလေးပြီးရှိနားလည်အောင်ကျွန်တော်ဆွေးနွေးပေးသွားတဲ့အတွက်ဆရာအထူးလေးကျေးဇူးတင်ပါတယ်ဆိုတော့ဒီအကြောင်းအရာကိုပေါ်ပါပဲအာရေးပေါ်နေအောင်နေနေလေးဆွေးနွေးဆရာရှိလို့ရှင်ကျွန်တော်တို့ဆွေးနွေးပေးပါဦးဗျာဟုတ်ကဲ့ရှေးရဆရာဆရာမတွေဆွေးနွေးတော့လေတော်တော်ပြည့်စုံသလောက် ဖြစ်ပြီပေါ့ဆိုတော့ကျွန်တော်ကတော့ဒီအနေငယ်တော့နည်းနည်းဆွေးနွေးလို့ပါတယ်အဲအခုကျွန်တော်တို့လက်ရှိကျွန်တော်တို့ပြဿနာအရာကျွန်တော်တို့အမြန်ဆုံးကျွန်တော်တို့ဆောင်ရွက်ရမယ့်ကိစ္စကတော့ကျွန်တော်စုစုစည်းညီညွတ်နဲ့ကျွန်တော်လုပ်ဖို့လိုတယ်အဲတော့ကျွန်တော်တို့ဒီ Federal Democracy ပြည်တော်စုဖွဲ့စည်းပုံအခြေခံဥပဒေကလည်းကျွန်တော်တို့လိုအပ်တယ်ပေါ့တနည်းအားဖြင့်အခုလက်ရှိအခင်းကျင်းမှာကျွန်တော်တို့ဒီနယ် unit ပဲပြောပြောကျွန်တော်တို့ platform ပဲပြောပြောကျွန်တော်တို့နိုင်ငံရေးစင်းကြံပဲပြောပြောပေါ့နော် အားလုံးက unit ကကိုစားပြုတဲ့ကိုယ်စားလှယ်တွေကလည်းကျွန်တော်တို့ CC လုံးမျိုးလုပ်ဖို့လိုတယ်လို့တော့အဲကျွန်တော်တို့မြင်တယ်ဒီတိုင်ရင်သားတွေအတွက်လည်းပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အတိအပြီးပေါ့ဗျာနော်ကျွန်တော်တို့ဒီ central light သဘောမျိုးကိုကျွန်တော်တို့လိုချင်တဲ့ရှင်တွေကကျွန်တော်တို့ကဖြစ်ဆက်ဆက်ကပြထားပြီးပြီဆိုတော့တရားမျှတပြီးတော့ကျွန်တော်တို့ဒီညွန့်ညွန့်နဲ့ကျွန်တော် fair ဖြစ်မဲ့ကျွန်တော်တို့မူတွေကျွန်တော်ရဲ့ unit ကိုစားပြုတဲ့ကိုယ်စားလှယ်တွေကလည်းကျွန်တော်တို့တက်တက်ကြွကြွ CC လုံးနဲ့ဆွေးနွေးဖို့လုပ်ပြီးလို့တော့ကျွန်တော်တို့ဟိုမြင်တယ်ပေါ့နော် ဒီနေ့အဖြစ်အနှစ်ချုပ်ကိုပြောရရင်လည်းကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်တို့ဒီ after ပေါ့နော် AFDA ကျွန်တော်အတွင်ကူပြောင်းရေးကာလပေါ့နော်ကျွန်တော်တို့ဒီအခြေခံဖွဲ့စည်းပုံဥပဒေနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့နည်းနည်းလေး unique ကိုစားပြုတဲ့ပြည်နယ်ယူနီပဲဖြစ်ဖြစ်ကျွန်တော် platform ပဲဖြစ်ဖြစ်နိုင်ငံရေးစင်ကြံပဲဖြစ်ဖြစ်ကိုယ်စားလှယ်တွေတီချာကိုစားပြုတဲ့ကိုယ်စားလှယ်တွေအတွက်လဲကျွန်တော်တို့ဒီ အရင်ကထက်ကိုပူပြီးတော်တော်ကြလောက်ဖို့တော့လိုပြီလို့ထင်တယ်အဲဒါဘာကြောင့်လဲဆိုတော့တစ်ဖက်ကရန်သူကဒီနိုင်ငံရေးဥမောမှုအတွက်ပြင်ဆင်လာတဲ့ရေကောက်ပွဲကိုလည်းတစ်ဖက်ကျွန်တော်တို့ကပြန်ပြီးတော့ခြေပါနိုင်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဆိုတော့ဒီအနည်းချက်ကိုပြောရရင်လည်းကျွန်တော်တို့ဒီစူးစီးညီမျိုးဖို့နဲ့ပူပြီးတော်တော်ကြလောက်ဆောင်ဖို့ပဲပြောရင်းနဲ့ကျေးဇူးတင်ပါတယ်ပေါ့ဟုတ်